။နော်ဒီနေ့သားသမီးကို ဆုံးမရေးဆိုတဲ့နေရာမှာလည်းပဲနော်ကျွန်တော်တို့မှာတချို့ဒီလိုမိဘရှိတယ်လုံးဝလွတ်ထားတယ်မပြော။နော်တချို့ဒီလိုမိဘရှိတယ်နော်အရန်အတိုင်းထက်လွန်နေအဲ့ဒါမျိုးလည်းပဲမှန်မှန်ကန်အောင်နော်သားသမီးကိုအတိုင်းထက်လွန်စွာနော်တင်းကျပ်အောင်လုပ်တာဒါလည်းပဲမမှန်ကန်အောင်တချို့ဒီလိုမျိုးပါရှိတယ်သားသမီးကိုအချစ်နော်အင်မတန်ကြီးပြီးဘာမှမပြောဘူးအလိုလိုက်တာတချို့ဒီလိုမျိုးပါရှိတယ်သားသမီးကိုချစ်ကိုမချစ်နော်ဒီတော့ဒီနှစ်ခုလုံးမှာ နော်သားသမီးကိုချစ်ကြနော်သားသမီးကိုဆုံးမရနော်မဆုံးမပဲနေရမယ်မဟုတ်ဆုံးမရဒါပေမဲ့ဆုံးမတဲ့နေရာမှာလည်းပဲနော်အင်တာမကိုပဲနှုတ်ချိုချိုနဲ့မြစ်တာနဲ့နော်အချစ်တီပြီးပြီးတော့သားသမီးကိုဆုံးမရနော်ဒီတော့ကိုရန်ချက်တော်မြတ်မှာနော်တမန်တော်ယူဆုဖ်အလိုင်ဆမ်ကအိမ်မမတ်အိမ်မမတ်တဲ့အခါကျတော့ဖခင်ကို ပြောပြတယ်နော်အဘာသားတီလို့အိမ်မမတ်နော်ဒီတော့ ဒီကနေ့ပညာရှင်တွေကတင်ပြတယ်ဒါတားဖားနှစ်ယောက်ကြားမှာယဉ်ညင်းမှုကိုတွေ့ရဒီနေ့အများကြီးသားသမီးတွေရှိတယ်တခုခုဆိုတော့ဟုတ်တာဟုတ်မဟုတ်တာနောက်ဆုံးကောင်းတာလည်းမိဘကိုတော့မပြောရဘူးကြောက်လို့ကြောက်လို့ငေါ့អော်မြအော်လိုက်မလားဟောက်မြဟောက်လိုက်မလားဆိုပြီးတော့တော့တော့မပြောရဘူးတချို့မိဘကလည်းရှိတယ်အဲ့ဒါကိုဂုံယူတယ်အိမ်ကကလေးတွေကျွန်တော်တီးလို့ကြောက်တာကျွန်တော်အရှိအောင်ရင်တို့ပါဇက်တော်မဟာရဲဘူးဒါဂုံယူစရာမဟုတ်ဘူးတော့သားသမီးနဲ့ရင်းရင်းနှီးနှီးနေရသားသမီးနဲ့စကားတွေပြောရ နော်အဲ့ဒီလိုပြောမှပဲသားသမီးသူ့နှလုံးသားထဲမှာဘာတွေရှိနေလဲသူ့အတွေးထဲမှာဘာတွေရှိနေလဲအဲ့ဒါတွေကိုကျွန်တော်တို့သိမယ်သိတဲ့အခါပြုပြင်ပေးလို့ရနော်တိတော့ယူဆုအလိုက်ဆလမ်ကသွားပြီးတော့ပြောပြတော့အိမ်မကူယာကုပ်အလိုက်ဆလမ်ကဆုံးမတယ်ယာဘူနိုင်ယာအိုချစ်သားလေးလာတက်ဆုဆူရူယာကဒီအိမ်မကူမပြောပြနဲ့နော်နော်ဒီတော့မိဘကအကောင်းဆုံးလမ်းညွန်ပေးတယ်နော်ဒါကသားသမီးနဲ့မိဘကြားမှာရှိနေတဲ့ယင်းနှီးမှုကိုတွေ့ရတယ် နော်ဒီတော့နော်ကုရ်အန်ကနောက်တနည်းအားကြည့်မယ်ဆိုရင်တမန်တော်နူးအလိုက်စတာနော်မိမိရဲ့သားဖြစ်တဲ့သူကအင်မတန်မှကိုပဲစိုးတယ်နော်နှစ်ပေါင်းများစွာ ဖခင်နဗီကအီမန်ဘက်ကိုဖိတ်ခေါ်နေတယ်သားဖြစ်သူအီမန်မယူနော်အခုအလဘကအဇာဒီလာဘီနော်လာတဲ့အခါကျတော့သားဖြစ်တဲ့သူကအဖေရဲ့အနောက်ကိုမလိုက်သင်မပေါ်မတောက်နော်ကာဖီလီနဲ့အတူချမ်းခဲ့တယ်အဲ့ဒီကအဖေကသားကိုပြောတယ်ယာဘူနိုက်ယာအီရကမ်မာနာနော်ဦးချစ်သားလေးဒီမှာလေးပဲယာဘူနိုက်ယာ နော်ဒီလောက်စိုးနေတဲ့သားနော်အီမန်မယူတဲ့သားကာဖီရီနဲ့အတူနေတဲ့သားနော်အဲ့ဒီသားကိုတော့အဖေကဘလို့ခေါ်လိုက်လဲယာဘူနိုင်ယာအိုချစ်သားလေးနော်ယာကုဘ်အလိုင်စလမ်ကယူဆပ်အလိုင်စလမ်ကိုခေါ်လိုက်တဲ့အတုံးနှုံးနဲ့နော်နူးအလိုင်စလမ်ကမိမိသားကိုခေါ်လိုက်တဲ့အတုံးနှုံးနဲ့အတုံးနှုံးချင်းတူတူပဲနော်ယာကုဘ်အလိုင်စလမ်ကလည်းယူဆပ်အလိုင်စလမ်ကိုယာဘူနိုင်ယာအိုချစ်သားလေးလို့ခေါ်တာပဲ နော်အခုနူးအလိုင်စလမ်ကလည်းမိမိသားကိုအိုးချစ်သားလေးအေရကမာနာငါတို့နဲ့အတူလိုက်ခဲ့ပါဒီအစည်းနှင်းကိုလိုက်စည်းပါကွာဝလာတကုမ်မာအလ်ကာဖီရင်နော်ကာဖီရင်နဲ့အတူတူမနေလိုက်နဲ့လေးစားတမိတ်စင်ကြီးနောက်များခင်များနော်တကြောက်သားသမီးကိုခေါ်တဲ့အတုံးနှုံးကစားနော်အင်တာမတ်ကိုပဲပြားတယ်နော်အင်တာနော်ချစ်စပွဲကောင်းတဲ့နော်ဒီလိုအတုံးနှုံးနဲ့ခေါ်အဲ့ဒီမိဘခေါ်လိုက်တဲ့အတန်ကိုကြားပြီးသားသမီးနှလုံးသားလုံးဝအေးပြော်သွား နော်ငါအဖေမင်းငါ့ကိုဘာပြောပြောနားထောင်တော့မယ်ကွာဆိုပြီးတော့အဲ့ဒီလိုအကြီးပြောသွားမယ်အတူနှုံနဲ့မိဘခေါ်တဲ့တင်းကျွန်တော်ပုံရင်မမလို့ခေါ်လဲနော်ဟဲကောင်းဟဲကောင်းမဟိုကောင်းနော်နွားနော်စသဖြင့်ပေါ့အဲ့ဒီလိုခေါ်တယ်ဒါတွေမလို့ရအောင်မခေါ်ရလေးစားအတယ်မိတ်စီနီးနောင်များခင်များနော်တကြောက်စောက်တုံးမှမျက်နှာရှင်တစ်ပါးကရေးတယ်သားသမီးကိုမိဘကတလောက်အထိအချစ်ပေးပါတဲ့သားသမီးကအချစ်ကိုနောက်တနေရာကနေရှာစရာမလို့ရအောင် နော်ဒီနေ့နော်တချို့မိဘကသားသမီးကိုအချစ်တလောက်မပေးဘူးနော်အိမ်မှာသားသမီးနဲ့ပုံမှန်ပဲနော်မိဘကခက်ကင်းကင်းပဲဝတ္တရားရှိလို့သာချွေးမွေးထားတဲ့အနေထားမျိုးဒီလိုသားသမီးကနှွေးထွေးမှုကိုဘယ်ကနေရှာလိုက်လဲသူတငယ်ချင်းကနေရှာလိုက်တယ်နှွေးထွေးမှုတငယ်ချင်းအပေါင်းအသင်းနော်ချစ်သူရေးစားအဲ့ဒီကနေနှွေးထွေးမှုရှာလိုက်နော်သားသမီးကိုမိဘနှွေးထွေးမှုအပြစ် နော်အချစ်ကျင်နာမှုအပြစ်ပေးကြီးအဲ့ဒီသားသမီးနော်မိဘရင်ဝင်ကိုလွတ်ပြီးတော့ဘယ်အပေါင်းအသင်းအနောက်မှလဲမလိုက်ဘူးဘယ်ချစ်သူကြီးသားအနောက်မှလဲသူလိုက်မှာမဟုတ်လေးစားအတန်မိတ်ဆီနေတော့များခင်များနော်ဒီတိုင်းမဲ့သားသမီးနဲ့ပတ်သက်လာရင်နော်ကျွန်တော်တို့နော်တင်းကျပ်မယ့်နေရာမှာတင်းကျပ်မတင်းကျပ်မယ့်နေရာမှာမတင်းကျပ်ရနော်တင်းကျပ်မယ်ဆိုတာဗာလေနော်အခုနသားသမီးကတော့ငယ်တော့ငယ်သေးတယ်ဒါပေမဲ့ပါစားဆဲတတ်တယ်စုံမကြီးဒီလိုမဆဲရဘူး နော်တာသမီကငေးတော့ငေးသေးတယ်လိန်ပြောတတ်တယ်ဟေးလိန်စကားမပြောရဘူးနော်ဒါကတင်းကျပ်တင်းတင်းကျပ်ကျပ်တာသမီကိုစုံမရအောင်တာသမီကအဝိစာဝိတာတွေနော်မတော်တော်ဝိစာတွေကြိုက်တယ်အဲ့ဒါမျိုးမဝိရဘူးဒါတွေတင်းတင်းကျပ်ကျပ်ကင်တွေရနော်အခုအသက်စင်လေးကျော်လာပြီနမတ်စမဘောက်နော်နမတ်ဖတ်ဖို့တင်းတင်းကျပ်ကျပ်နော်တာသမီကို ပြောပါမယ်ဒါတွေကတင်းကျပ်မယ်ကိစ္စနော်တာသမီပုံမှာမတင်းကျပ်မယ်ကိစ္စလည်းရှိတယ်ဥမာဖြစ်တာသမီးတော့ပညာရေးမှာဒီနေ့အများကြီးကအဲ့ဒီပညာရေးမှာတင်းကျပ် နော်မိဘကငါဆန္ဒငါနေငါနေဆောင်ဖြစ်တာပဲငါမြင်ချင်းတယ်နော်နော်အဲ့ဒါမျိုးမတဲသူပါဖြစ်ချင်းနဲ့လည်းအရင်မေးကြည့်အောင်နော်တချို့ချို့ကျွန်တော်တို့ကြောင်းနေပဲတငယ်ချင်းနေပါလိရှိကြနော်မိဘရဲ့ဆန္ဒကြောက်တာသူဒီပညာကိုသင်နေတာသူတစက်မစိတ်ပါလို့မဟုတ် နော်မိဘကငါနေကိုအင်ဂျင်နီယာဖြစ်တာမြင်ချင်းနဲ့နော်ငါနေကိုမော်လီဆပ်ဖြစ်တာပဲမြင်ချင်းနဲ့နော်နေတခြားဘာမှလုပ်ဖို့မစင်တာနဲ့အဲ့ဒီလိုမဟုတ်လေသာသမီဘာအာသန်နော်သူနော်မော်လီဟာဖစ်ပတ်တာသူအာသန်နဲ့ နော်သူဆန္ဒလေးပဲရှိတယ်အဲ့ဒီ line ပေါ်တင်ပေးလိုက်နော်သူခိမိနာပတ်တာသူအာသန်တယ်သူအဲ့ဒီ line ပေါ်တင်ပေးလိုက်ဒါအတင်းကျက်လုံးဝမဲ့ကိစ္စတွေမှာမပါဘူးသူအာသန်တယ်သူဝါသနာရှိရင်အဲ့ဒီမှာသူတပူပြီးတူတက်မှုရှိတယ်နော်နောက်တစ်ခုကသာသမီနေကမှာနော်ရှရီယက်ကအတင်းကျက်လုံးမလုတ်ခိုင်းတာကိုလုတ်ကွင်းလည်းမရှိဘူးသမီပဲဖြစ်ဖြစ်သားပဲဖြစ်ဖြစ်နော်နေကလုံးဟာအဖေက तू နဲ့ယူမရမယ်နော်နေ तू နဲ့မယူရင်ငါအဖေလို့လာမခေါ်နဲ့အဲ့လိုတပည့်ပြောလို့မရဘူး သမီးရဲ့ဆန္ဒလည်းပဲလိုသေးတယ်။နော် तू ရောတကယ်နှစ်သက်ရဲ့လား။ကောင်းရဲ့လား။နော်သမီးကိုဖြောင်းဖြားလို့ရ။နော်သမီးသမီးဒီဒီလူကတော့နော်အဖေကြည့်ထားတဲ့သူကတော့ဘလို့ကောင်းနေ။ तू မပါရည်ချင်းနေရှိတယ်။သမီးယူသိနေ။နော်သမီးသူ့ကိုရွေးချယ်သိနေ။နော်အဖေစိတ်ချမ်းသာဖို့သမီးသူ့ကိုရွေးချယ်သိနေ။စသဖြင့်ဖြောင်းဖြားတာတော့ပြဿနာမရှိဘူး။နော်အတင်းအတ္တမမလို့ရဘူး။ သားကိုလည်းပဲဒီတိုင်းပဲအတင်းအတ္တမမလို့ရအောင်နိကာမလည်းပဲသားသမီးသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဒါပေမဲ့နော်သားသမီးအနေနဲ့လည်းမိဘနော်ရွေးချယ်ပေးတဲ့သူအပေါ်မှာလိုက်နာတင်တယ်ဘာလို့လဲကို့ထံမိဘရဲ့အမြင်ကပို့ပြီးတော့ကို့အပေါ်မှာအကောင်းကိုဖြစ်စေလိမ့်နောက်တစ်ခုကဘာလဲဆိုတော့နော်သားသမီးကိုထိန်းချောင်းတဲ့နေရာမှာနော်ကျွန်တော်တို့နော်အနည်းရန်ဒေါသပြတာအဲ့ဒါလည်းပဲမလုပ်ရဘူး နော်သားသမီးကိုဆုံးမတခါတခါကြာရင်သားသမီးကတခုခုအပြစ်လုပ်လိုက်တယ်ဆိုးလိုက်တယ်နော်သွားပြီးဖြောင်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 းနဲ့ရှိုက်လိုက်တယ်နော်ဒါဒီကနော်ပြင်စင်းသားကြီးသားသမီးကိုပြုတ်ပြင်စီခြင်းလို့ငါရိုက်နေတာလားငါဒေါသလောလောဆယ်ထွက်နေတဲ့ဒေါသအေးအသွားအောင်ငါတွားရိုက်တာလား တော်တော်များများတွားရိုက်မိတဲ့မိဘကဒါပါလေတော့ तू လောလောဆယ်ဖြစ်နေတဲ့ဒေါသသူ့ဒေါသသူအေးသွားအောင်သူ့စိတ်သူအေးသွားအောင်တွားပြီးတော့တာသမီကိုရိုက်လိုက်တာတော့တာသမီကိုပြုပြင်စေခြင်းနဲ့တော့ဆန္ဒကမပါသေးဘူးတော့တချို့ရိုက်တိုင်းလည်းပဲမပြီးဘူးတော့ကုစုပဆက်တွေပြောပြီးတော့အော်လိုက်တိုင်းလည်းပဲတာသမီလိန်ပါသွားမှာမဟုတ်တော့ဆုံးမတဲ့အချိန်ကျရင်တော့တေချာစဉ်းစားရမယ်ငါသူ့ကိုဒီကိစ္စကရိုက်ပြီးဆုံးမတင်လားတော့ငါသူ့ကိုနားဝင်အောင်ဖြောင်းဖြားပြီးပြောတင်လားတော့ အဲရိုက်ပြီးဆုံးမလို့နော်ပြီးမဲ့ကိစ္စမဟုတ်ဘူးဒါကနားဝင်အောင်ဖြောင်းပြပြီးပြောရမယ်ဆိုလို့ရှင်ကိုစိတ်အေးွားတာဆောင်အဲစိတ်အေးသွားမှသားသမီးကိုခေါ်ပြီးတော့နားဝင်အောင်ဖြောင်းပြပြီးတော့နော်ဆုံးမနော်သူ့ကိုဖြောင်းပြသူ့ကိုနော်တင်ပေးတုံတင်မှုတွေလုပ်အဲ့ဒါကပို့ပြီးတော့အကျိုးရှိမယ်နော်နောက်တစ်ခုကဘာလဲဆိုတော့နော်သားသမီးကနော်စူးတွမ်းမှုတွေသားသမီးရဲ့မလိမ္မာမှုတွေကိုလည်းပဲနော်အပြင်းလို့မပြောပြရအောင် ။အော်ဒီနေ့တချို့မိဘတွေရှိတဲ့အိမ်မဧည့်သည်လာတယ်။အာဧည့်သည်ကကြည့်ပြီးတော့ဟာသားလေးတွေကလေးတွေကလိမ်မာလိုက်တာ။နော်ဒီတော့အမိဖြစ်တဲ့သူကပါပြောလဲ။အာနင်တို့မသိလို့ပါကွာဒီကောင်ဘလောက်ဆိုးလဲ။နော်ဒီကောင်ကဘလောက်ဆိုးလဲငါဘလောက်ထိန်းနေရတာသူဘလောက်မကောင်းတာနော်ဧည့်သည်ကိုကိုသားသမီးတွေဆိုးတဲ့အကြောင်းပြုတ်ပြဒါလေးပဲမလုပ်ရနော်ဒါလေးပဲမလုပ်ရနော်အဲ့ဒီခါကျတော့သားသမီးညီနေမှာဘာဖြစ်သွားလဲ နော်ငါတို့နော်အေးဒိတ်တက်ဒီမှာချီချူးနေတယ်နော်ဒီကအမိဖြစ်တဲ့သူကအေးဒိတ်ကိုစူးချောင်းပြောနေတယ်ကိုသားသမီးသားသမီးရဲ့ရေထဲမှာနော်ငါတို့အဖေမင်းငါတို့ပေါ်မကောင်းกว่าနော်ငါတို့အချောင်သူများကိုပြောတယ်กว่าခလေးတွေကပြုတ်ပြင်ဖို့ထပ်ပို့ပြီးတော့နော်စကားနားမထောင်ဖို့နော်စိတ်ထဲမှာပို့ပြီးတော့ဖြစ်သွားစေတယ်အော်ခလေးကပူပြီးစန့်ချင်မှလုပ်ချင်တဲ့စိတ်တွေဖြစ်စီတယ်အဲ့ဒီတော့ကြောင့်မို့လို့သားသမီးမကောင်းကြောင်မပြောရတော့သားသမီးမကောင်းကြောင်အပြင်မှာမပြောနဲ့ကိုယ့်အကိုအိမ်မှာဆုံးမ နော်သားသမီးကိုပြုပြင်ပေးနော်ဘယ်သူမှမပြောပြရအောင်နော်အဲ့ဒီလိုပြောပြခြင်းဟာသားသမီးကိုလိမ္မာပုတ်တက်ပို့ပြီးတော့ဆိုးရွာဆိုးသွမ်းစေတယ်နောက်တစ်ခုကဘာလဲဆိုတော့နော်သားသမီးတွေကိုတေးကိုအိမ်မှာပြိုအောင်ထားရနော်ဒီနေ့မိသားစုနော်အိမ်မှာနော်မိဘအထူးသဖြင့်အဖေဖြစ်တဲ့သူကလည်းကိုယ့်ရဲ့မိသားစုကိုအချိန်ပေးမယ်နော်အမေဖြစ်တဲ့သူကလည်းအချိန်ပေးမယ်မိသားစုပြိုတယ်နော်ပြိုပြိုပပအိမ်မှာနေမယ် ။နော်ကျွန်တော်တို့တရက်ကလည်းပဲအရှိအယတရက်သစီမှာတင်ပြခဲ့တယ်။နော်ညအချိန်မှာမိသားစုကိုအချိန်ပေးတာဒါမိသားစုအတွက်ကိုယ့်ရဲ့အချိန်လေးကိုသုံးတာအရှာနောက်ပိုင်းဒါအကောင်းဆုံးပဲ။ ။နော်ဒီတော့နော်ကိုရဲ့နော်မိသားစု ပြုတ်ပြုတ်ပပပေါ့အာငါတို့ဒီနေ့နော်မိုးတခုခုလှုပ်ရှားမယ်။နော်ငါတို့ဒီနေ့နော်ပျော်ပျော်ပပနော်အိမ်မှာအားလုံးတော့စုပြီးတော့နော်ဟိုအားလုံးမျက်နှာချင်းစုံကြမယ်။စသဖြင့်ပေါ့နော်။နော်ဒီတော့ကိုရဲ့မိသားစုပြုတ်ပြုတ်ပပပေါ့။နော်ရှရီယတ်ကဘောင်းတွေကနော်မိုးအိမ်မှာဒီနေ့ကာရာအိုကေဆက်ဝယ်ပြီးအားလုံးတချင်းစုပြီးခုံရမယ်။အဲ့လိုမျိုးမဟုတ်။နော်ရှရီယတ်ကဘောင်းတွေကပျော်စရာရှင်စရာလေးတွေလုပ်တယ်။နော်ပျော်စရာလေးတွေအိမ်မှာလုပ်တယ်။ဒါအင်တန်ကောင်း မိသားစုကြားထဲမှာပူပြီးတော့ချစ်ခင်မှုတွေလည်းပဲတိုးစင်ဒီတိုင်းပဲသားသမီးတယောက်တန်းတယောက်တန်းကိုပြောအောင်လုပ်ပြီးเนาะတခါတခါတချို့အိမ်တွေမှာရှိတယ်နော်အရွယ်ရောက်ပြီသမီးနော်အဲ့ဒီသမီးကမထွက်သေးဘူးဥမာပြသူ့အရန်ရှာသေးလို့ပေးခြင်းနေနော်ဒီတော့သမီးကလည်းပဲကြီးများနေတော့နော်နုံးမစိန်နဲ့လာတောင်းမဲ့သူကမရှိဘူးနော်အဲ့ဒီအခါမိဘတွေရဲ့အမြင်ထဲမှာဒီသမီးကိုကျွန်တော်တို့နော်ဈေးပန်းထဲမှာရောင်းမထွက်တဲ့ပစ္စည်းလို့သဘောထားလိုက်နော်အဲ့ဒီလိုမလုပ်ရအောင်အဲ့ဒီလိုမလုပ်ရအောင် နော်ဒီလိုမူတီတာရစ်မဆူဆပ်ကဘယံတစ်ခုမှပြောတယ်စိတ်ဆရာဝန်တယောက်ကနော်သူ့ရဲ့ research တစ်ခုကိုပြောပြတယ်တဲ့တော်တော်များများတမီးပြူတွေတဲ့နော်အိမ်တော်ပြုတ်တဲ့အချိန်ကျရင်တို့အိမ်တော်ပြုတ်ပြီးရင်ဘာပြောကြလဲဆိုတော့ဟိုမှာပြအိမ်တော်ရင်အစီမပြေဘူးယောက်ျားမကောင်းနော်မကောင်းတဲ့အခါတို့မိတယ်ဘာလို့ဒီယောက်ျားကိုယူလိုက်တာလဲတို့ဘာပြောလဲဆိုတော့နော်အိမ်မှာ နော်အမေဖြစ်တဲ့သူဒီလိုနားပူနားစာလုပ်တယ်နော်အိမ်မှာအမေဖြစ်တဲ့သူဒီလိုနော်သူ့ခွဲခြားပြီးတော့နော်သူ့ကိုအလုပ်တွေခိုင်းနေနောက်ဆုံးသူဆုံးဖြတ်လိုက်တယ်ဘာပဲလာတောင်းတောင်းကတော့လိုက်သွားတော့ နော်ဘာပဲလာတောင်းတောင်းနော်ဘသူပဲလာတောင်းတောင်းကကျွန်တော်လိုက်သွားတော့မယ်ဘာပဲဖြစ်ဖြစ်ငါဒီအိမ်ကနေနော်လွတ်ရင်ပြီးရောဆိုပြီးနော်တိတော့အဲ့ဒီခါကျတော့ဒီသမီးဟာနော် तू နောက်ဆုံးလာတောင်းတဲ့ तू ဘာပဲဖြစ်ဖြစ် तू မစင်းစားတော့လိုက်သွားလိုက်တော့နောက်ဆုံးအိမ်တော်ရဲ့အစိမ်းမပြေတာတွေနော်ပြဿနာတွေတက်တာတွေဖြစ်ကုန်တိတော့သားသမီးကိုအဲ့ဒီလိုဟိုမှာအရွယ်ရောက်သွားပြီးနော်အိမ်တော်မကြသေးဘူးနော်အဲ့ဒီလိုအချိန်မျိုးမှလည်းကျွန်တော်တို့မပြစ်ပေထားရအောင် နော်တာသမီကိုနော်ဒီလိုလေးပဲမဟုတ်ဘူးနော်တာသမီကိုအိမ်မှာပဲပြောင်းထားပြီးတော့လုံးဝယောက်ျားယူခြင်းနဲ့စိတ်မရှိအောင်လုပ်ထားရမယ်အဲ့လိုလေးပဲမဟုတ်နော်အိမ်အောင်ပြုပေးရအိမ်အောင်ချပေးရနော်တချို့မိဘရှိတယ်အိမ်အောင်မချပေးနော်တမီးတွေချီးသွားပြီးအသက်20နော်20မှာငယ်သေးတယ်လို့ပဲမြင်တယ်25မှာလည်းနော်နည်းနည်းစောင့်အောင်လို့ပြောတယ်နောက်30 35ဖြစ်သွားတော့အိမ်အောင်ပြုတ်ကတ်သွားပြီနော်အဲ့ဒီတမီးတွေအသက်40 50ဖြစ်သွားရင်သူတို့ပြန်တစ်တင်တယ် ။နော်ကျွန်မတို့အိမ်တော်ပြုကျင်ခဲ့တာပေါ့။နော်မိဘတွေကအဲ့ဒီချိန်တော့မလုပ်ပေးခဲ့ဦးတယောက်တည်းဘယ်သူအာကိုလို့အာကိုရမမသိဘူး။နော်စီဘဝမှာအဖို့မရှိဘူး။စသဖြင့်ပေါ့ဒီအတွက်ကြောင့်တချို့မိဘလည်းဒီလိုပြောတယ်ကျွန်တော်တို့မီးနေတာပဲအိမ်ကနော်သမီးတွေကိုနေလို့ရောက်ချာယူကြမလား။နော်တို့တယောက်မှနော်ခေါင်းမငိတ်လို့ကျွန်တော်မလုပ်ပေးတာ။နော်ဒီတော့ဘေးသမီးကလည်းကို့အဖေရှိမှသမီးရောက်ချာလို့ခြင်းပါတယ်လို့ဘယ်သူကပြောမလဲ။ ။တော့ဒီလိုကိုလေးအချိန်တန်အရွယ်ရောက်တော့မိမလူချင်းခဲ့တဲ့အိမ်အောင်ပြုတ်ချင်းခဲ့တာပဲ။သူတို့နဲ့ပတ်သက်ပြီးလည်းပဲနားလည်ပြရမယ်။သူဒီအရွယ်အိမ်အောင်ကြားရမယ်။အရွယ်ရောက်လာပြီ။ဒါနားလည်ပြရမယ်။ကိစ္စဖြစ်တယ်။လေစာ WC နင်းအောင်များခင်များ။ဒါကြောင့်တော့ဒါလေးတွေဟာကျွန်တော်တို့သားသမီးတွေကိုထိန်းချောင်းနေနေရမှာတရဘီယက်လောက်တဲ့နေရာမှာတော့ဂယူဆိုင်တင်တဲ့တတိချက်တင်တဲ့ကိစ္စဖြစ်